ဒီမိုကရက်တစ်မြန်မာအတန်း TVB ရဲ့အော်တိုဘာလ3ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြန်မာနိုင်ငံတော်တစ်တီဆောက်ချင်းဆွေးနွေးပွဲနယူးယောက်မြို့မှာကျင်းပတဲ့သတင်း၊ရွှေဘုံမြို့နယ်မှာလက်နက်ကြီးထိမှန်ပြီးကိုရင်၃ပါးပြန်တော်မူပြီးရှစ်ပါးတန်ရာရသွားတဲ့သတင်းနဲ့အေအေကိုတရဝင်းအုပ်ချုပ်ရေးအဖွဲ့အဖြစ်အသေးအမှတ်ပြုပေးဖို့အရပ်ဘက်အဖွဲ့တွေကတောင်းဆိုလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ ြန်မာနိုင်ငံတော်တည်တည်ဆောက်ခြင်းဒီမိုကရေစီတရားမျှတမှုနဲ့မြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဒေသစံတော်ချင်းအောက်တိုဘာ၂ရက်မွန်းလွဲပိုင်းကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ကွာကာ UN ယုံတို့ပူးပေါင်းကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲကိုကုလသမဂ္ဂဆရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်း NUG နိုင်ငံခြားရေးဝန်ကြီးထော်စင်မအောင်ဒုဝန်ကြီးဦးမိုးစောဦးလူခွင့်ရေးဆရာဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာမြန် မ္မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေစစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်ကောင်စီရဲ့ပြည်သူပေါ်မှာကျူးလွန်ခဲ့တဲ့အကြမ်းဖက်လုပ်ရတွေစတင်ကြောင်းဆေးရုံနဲ့ဗာရာရေးအဆောက်အုံတွေပါမချစစ်ကောင်စီကလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အခြေအနေတွေနဲ့ပြည်သူတွေနဲ့လူသားချင်းစာနာအကူအညီလိုအပ်မှုအခြေအနေတွေကိုတာမတ်ကြီးဦးကျော်မိုးထွန်းကပါဝင်ဆွေးနွေးခဲ့ပါတယ်။ စစ်ကောင်စီကဒီဇင်ဘာလမှာတင်ပဖို့ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကအသိအမှတ်မပြုရင်းနဲ့တရားဝင်ကန့်ကွက်ကြောင်းအစိုးရအသီးသီးကထုတ်ပြန်ပေးဖို့ NUD နဲ့အရက်ဘက်အဖွဲ့အစည်းကိုစလဲတွေကတိုက်တွန်းဆွေးနွေးခဲ့ကြပါတယ်။ စကိုင်းတိုင်းရှေပုံမြို့နယ်မှာအော်တိုဘာ၂ရက်မနေ့ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပြီးကိုရင်၃ပါးလက်နက်တီထိမှန်ပြန်လွန်တော်မူကကိုရင်၈ပါးထိခိုက်တံရရသွားပါတယ်။မနေ့မနေ့ပိုင်းမှာရှေပုံမြို့ပြင်မှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲဖြစ်ပြီးတဲ့နောက်ရှေပုံမြို့အမှတ်၈လေးကျင်းရဲတပ်ဗိုလ်တဲကုန်းရွာအနီးစစ်ကောင်စီတပ်အထိုင်စခန်းတွေကလက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ဘက်ကပြစ်ကူပေးတဲ့လက်နက်ကြီးကချီပတ်တောင်ရွာကအောင်မြေဖုံးတော်ကြီး ချောင်းဝင်းရှိချမ်းမြေချောင်းတိုက်တဲ့ကိုကြားရောက်ပောက်ကွဲခဲ့တာလို့ဒေတာခန့်ကပြောပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အောင်မြေဖုံးလော့ကြီးချောင်းကစတင်စာချတက်တော်72နှစ်နဲ့73နှစ်ရွယ်တာမဏေကိုရင်3ပါးပြန်လွန်ခဲ့ပြီးကိုရင်10ပါးပုံစထိမှန်ထိခိုက်တရာရခဲ့တယ်လို့သိရပါတယ်။ရခိုင်မျိုးသားဖွဲ့ချုပ်အရခတ်တော် ULAAA ကိုရခိုင်ပြည်နယ်အတွက်တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်အသေးမှပြုပေးဖို့ရခိုင်ရပ်ဘက်အဖွဲ့အစည်း202ဖွဲ့ကကုလသမဂ္ဂနဲ့အဖွဲ့ဝင်များနိုင်ငံဆိုင်ရာတာမ မတ်ကြီးတွေကိုအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုထားပါတယ်။စက်တင်ဘာ29ရက်မှာအမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းကရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ပက်တီပက်ခရီနဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုဖြည့်ရှင်းပေးဖို့နဲ့ဒေသတွင်တည်ငြိမ်အေးချမ်းရေးအတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းအဖြစ်အသိမှတ်ပြုနိုင်ဖို့ခုလိုတောင်းဆိုလိုက်တာပါလို့ထောက်ပြချက်မှာပါရှိပါတယ်။ရခိုင်ပြည်နယ်တွင် ARS ARSO စတဲ့ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေနဲ့ဘင်္ဂလားဒေ့ရှ်ကနေစပ်ဖြတ်ကျော်ပြီးတရားမဝင်ငါးဖ န့်လေတွေကြောင့်ဒေသခံပြည်သူတွေလုံခြုံရေးစိုးရိမ်မှုတွေစစ်တကောင်ဒေသကရခိုင်မျိုးနွယ်စုဝင်တွေရဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေရခိုင်မှာဖြစ်နေတဲ့စီးရဲပဋိပက္ခတွေကြောင့်လူသားချင်းဆန္ဒမှုအကူအညီတွေလိုအပ်နေပေမဲ့ပိတ်ဆို့ခံရမှုတွေစတဲ့ပဋိပက္ခတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။ စစ်ကောင်စီကတနှစ်နီးပါးဖမ်းဆီးထားတဲ့ရခိုင်မျိုးသမီးအစိုးရမဆုမြတ်ထက်ကိုတရားရုံးခံဝင်ချက်နဲ့စက်တင်ဘာလတွင်ကပြန်လွတ်ပေးခဲ့တယ်လို့တရားရုံးနဲ့နီးဆက်သူတွေစီကသိရပါတယ်။တာဝန်မျိုးမှရစခန်းကနိုင်ငံရေးပုံမှန်နဲ့တရားစွဲဆိုတင်ပို့ခဲ့တဲ့မဆုမြတ်ထက်ကိုတင်ကန်းကျွန်းခရိုင်တရားရုံးကနေစက်တင်ဘာ14ရက်မှာခံဝင်ကတိနဲ့ပြန်လွတ်ပေးခဲ့တာလို့တရားရုံးနဲ့နီးဆက်သူကပြောပါတယ်။မဆုမြတ်ထက်ကိုစစ်ကောင်စီလက်အောက်ခံရဲတွေက2024ခုနှစ်အောက်တိုဘာ9ရက်ကတာဝန်မျိုးနယ်ရှိနေအိမ်မှာတူမဖြစ် ူနဲ့အတူဖမ်းဆီးခဲ့တာပါအောက်တိုဘာ၈ရက်မှာဒူမကိုပြန်လွတ်ပေးခဲ့ပြီးမတ်ဆုမြတ်ထက်ကိုတော့မရန်ကုန်မြို့နယ်အောင်တပြေစစ်ကြောရေးစခန်းမှာဆစ်ဆေးပြီးတဲ့နောက်တောင်ဝင်မြို့နယ်ရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ခဲ့တာပါစက်တင်ဘာ၃ရက်ကလည်းရခိုင်လူထုကြားမှာရေးပန်းစားခဲ့တဲ့11 Arakan တိတိချင်းပြေးသားတီဆုတ်ခဲ့တဲ့ rap ဆိုတော့မောင်အာဖာကိုတောင်ဝင်မြို့နယ်ကြောင်ပြောင်ကနေအိမ်မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ် အလုသမအရေးကူညီဆောင်ရွက်နေသူတွေကိုဖမ်းဆီးထားတဲ့စစ်ကောင်စီကအပြည်ပြည်ဆိုင်ရာအလုသမအဖွဲ့ချုပ် IRO ရဲ့အကြံပြုချက်တွေကိုလိုက်နာဆောင်ရွက်နေတယ်လို့ပြောလိုက်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ IRO ရဲ့ပြဋ္ဌာန်းချက်ပုံမှန်33ချမှတ်ခံထားရပေမဲ့မြန်မာနိုင်ငံဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးကော်မရှင် COI ရဲ့အကြံပြုချက်တွေကိုတည်ဆဲဥပဒေတွေနဲ့အညီအလေးထားလိုက်နာဆောင်ရွက်နေတယ်လို့ စစ်ကောင်စီအလုတ္တမဝန်ကြီးဌာနကအောက်တိုဘာ၂ရက်မှာထုတ်ပြန်ခဲ့တာပါစစ်ကောင်စီက IRO ရဲ့အကြံပြုချက်တွေကိုလိုက်နာဆောင်ရွက်နေတယ်လို့ပြောဆိုတာဟာပြန်ပြန်တင်းတင်းလိမ်လည်တာပဲဖြစ်တယ်လို့ပြည်တွင်းအလုတ္တမအရေးလှုပ်ရှားသူတယောက်ကပြောပါတယ် IRO ကပုံမှန်33ချက်မှတ်ဖို့စုံဖြတ်လိုက်ပြီးတဲ့နောက်မှာသွေးစည်းညီညွတ်တော်တက်မကများအဖွဲ့ချုပ် SCUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးနဲ့တက်မကအဖွဲ့ဝင်၉ယောက်ကိုစစ်ကောင်စီကထပ်ပြီးဖမ်းဆီးထိန်သိမ်းထားပါတယ်